လူအများယုံကြည်အောင်ဇလန်းဆင်ပြီးတော့ခိုင်နေဝေကိုပါလိမ့်စားသွားခဲ့တဲ့တိုက်ကြီးရမျိုးသမီးအားလုံးပဲမင်္ဂလာပါဆယ်လီတန်နျူပေးကနေပြန်လေးကြိုဆိုလိုက်ပါရီလွန်ခဲ့တဲ့ရက်တုန်းကတိုက်ကြီးရမျိုးသမီးတယောက်ဟာသူ့ရဲ့သားလေးပထွေးပြစ်သူရဲ့တန်ကိုခံနေရကြောင်းတနိုင်နိုင်ငံလုံးသိအောင်ကိုပြီးတော့ပြပြခဲ့ပါရီသူ့ရဲ့သားလေးဟာခုနှစ်နှစ်ရွယ်သားရှိသေးပေအိမ်မှာတယောက်တည်းကျင်ခဲ့တဲ့အချိန်မှာပထွေးဖြစ်သူကအနိုင်ကျင့်နေကြောင်းပထွေးတယောက်တည်းတည်းမကပင်သူ့ရဲ့အပေါင်းပါတွေကပါရောက်လာတဲ့အကြောင်းဟုံကြီးကြောင်မှာကိုရင်ဝတ်ပေးလိုက်တာကိုတော့ လိုက်နှက်ရတဲ့အကြောင်းတွေကိုမီဒီယာတွေကိုခေါ်ပြီးတော့ပြပြခဲ့ပါတယ်။သူ့ရဲ့သားကလည်းအမေဖြစ်သူနဲ့ထက်တူလိုက်ပြောခဲ့ပြီးတော့သူတို့ပြောတဲ့အရာတွေကိုလူအများစုကတော့ရှုံသွားကြပါတယ်။ဒါပေမဲ့သူ့အကြောင်းကိုသိတဲ့ရက်ွက်တရားသူတွေကတော့ဒီမျိုးသမီးပြောတာတွေကမဟုတ်ဘူးလို့ညင်ကြပါတယ်။ဒီမျိုးသမီးရဲ့ yes scan ကိုသွားတိုင်ပေးမယ်လေရက်ွက်တရားလူတွေကဝိုင်းပြောခဲ့ကြပြီးမဟုတ်မမှန်တာကိုသိသွားလို့အရေးယူတာတွေလည်းမလုပ်ခဲ့ကြပါဘူး။သူပြောတာတွေကဘယ်သူမှမရှုံတာကြောင့်ရမီဒီယာကိုခေါ်ပြီးတော့ဖြစ်ကြောင်းကိုစင်ကိုပြပြလိုက်ပါတယ်။ အားလုံးကတော့တနာသွားခဲ့ကြပြီဂျူလွန်နဲ့ပထွေးဖြစ်သူကိုလည်းတတိယရောက်အရေးယူပေးစေချင်ကြပါသည်သူကိုယ်တိုင်ကလည်းတားဖြစ်သူအတွက်အဆုံးနဲ့ရင်ဆိုင်သွားမယ်ဆိုပြီးတော့ငိုပြီးတော့ပြောခဲ့လို့ပါအားလုံးကတနာသွားခဲ့ကြပါသေးတယ်သူတို့သားမင်းနှစ်ယောက်ကကဲတင်မဲ့သူမရှိဘူးဆိုပြီးတော့ခန်းနီဝေထံကိုရောက်သွားခဲ့ပါသည်ခန်းနီဝေကသူတို့နေတဲ့တိုက်ကြီးထီသွားရောက်ကူညီပေးလိုက်တဲ့အခါအမေဖြစ်သူကစိတ်ချမ်းမရေမကောင်းမဲလောက်ကျန်ဖန်နေတာရယ်ဇလန်ဖြစ်ကြောင်းကိုသိလိုက်ပါတော့ရင်ဒါဖြစ်သူကလည်းအမေနဲ့တူလိမ်ညာနေတာဖြစ်ပေ သူတို့အကြောင်းကတော့တရက်ကွယ်လုံးလေးတည်ပြီးသားဖြစ်နေခဲ့ပါပြီ။ခန်းနေဝေကိုရမီရဖားတွေကအကြောင်းဆုံးရှင်းပြကြပြီးတော့ဒီအမျိုးသမီးကစိတ်ကြမ်းမာရေးအားနည်းတဲ့ပြင်မကောင်းတဲ့ယာရီကိုပါသုံးဆွဲနေရဆိုတာသိသွားကြပါပြီ။မထွေဖြစ်သူကသူ့ဇလန်ထဲမှာအတိုင်းမဟုတ်ဘဲနဲ့အနေအိမ်သူတယောက်ပြပေးသူတို့သားမိနေရောက်ကိုရှာဖွေကြွေးဝေးနေသူဖြစ်ခဲ့ပါပြီ။မထွေဖြစ်သူကခေါ်လာတဲ့အခြားသူတွေရှိတယ်ဆိုတာလည်းမဟုတ်ဘဲကလေးကိုစစ်ဆေးကြည့်တဲ့အခါတန်ရာတွေလည်းမတွေ့ကြပါဘူး။ဒါကြောင့်ဒီမျိုးသမီးကထင်အောင်ထင်မှားဖြစ်ပြီးတော့ သူ့စိတ်ကူးတွေကဇလန်တွေကိုတနိုင်ကလေးသိအောင်ပြောပြလိုက်တာပါအရှင်ကလည်းသူတို့သားမိနှစ်ယောက်ကိုပထရီယာအနိုင်ကျင့်ပါတယ်ဆိုပြီးရက်ွက်ကိုအကူညီတောင်းခဲ့ပေမဲ့လည်းတကယ်လက်တွေ့မှာတော့မဟုတ်ပဲနေစိတ်ချမ်းမရေမကောင်းလို့အမြင်မားနေတာဖြစ်ပါရင်အခြားသူတွေကိုလည်းထိအောင်ထင်မှဖြစ်ပြီးတော့ဆွဆွဲတာလေးမနေခဲ့ပါဘူးသူပြောတဲ့အရာတွေကမမှန်ကန်လို့ yes scan ကလည်းအရေးမယူတဲ့ပြင်ရက်ွက်ကလည်းမယုံကြည်တာကြောင့်မီဒီယာတွေပါခေါ်ပြီးတော့ပြောပြလိုက်တာပါသူအကြောင်းမသိတဲ့သူတွေကတော့အယက်တနာသွားကြပြီးပထွေးဖြစ်သူကိုထင်နေသွားကြပါသေးတယ် ခနိဝေကိုရိုင်းကလိုက်သွားမှပဲဖြေမှန်ကိုတည်သွားခဲ့ကြပြီးလှိမ့်စားနေတာဖြစ်ကြောင်းနားလည်သွားခဲ့တာပါ။ဒါဖြစ်သူကလည်းအမေကိုကြောက်တာကြောင့်တင်ထားပြီးရတိုင်းလိုက်ပြောပါရီ။စိတ်ချမ်းမကြီးမကောင်းလို့မကြခဏဒီလိုအမြင်မားတွေရှိပြီးအချွေးဖြစ်သူကလည်းမကြခဏထင်လွဲခံနေရပါရီ။ခနိဝေကသူတို့သားမီးနှစ်ယောက်ကိုတော့ရက်ွက်ကိုပြန်အပ်ပေးခဲ့ပြီးစိတ်ချမ်းမကြီးကိုသားဖို့အတွက်လည်းကူညီပေးသွားမှာဖြစ်ပါရီ။စေရနာပြင်းနဲ့ကုညီပို့သွားပေမဲ့လေစိတ်သက်မှန်ရင်မကောင်းတဲ့အမျိုးသမီးကဇလန်းကိုအကွက်စီအောင်ဖန်နှီးခဲ့တာကြောင့်သူပြောတာကိုအမှန်တင်သွားခဲ့တာပါ လူအများရဲ့တနာညာတာမှုရအောင်အားလုံးကိုလေ့စားသွားခဲ့တဲ့ဒီသားမိနေရကိုဘလို့ရွယ်ချက်တွေရှိနိုင်လဲဆိုတာကိုမက်မှာအမြင်လေးတွေမျှဝေပေးခဲ့ပါအောင်ရှင်တ िश ူအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်